အီအာရီတိုင်းတွင်းမှာရာဇဝဲမှုတွေထူပြောနေပေမဲ့ကျူးလွန်သူတွေကိုဖော်ထုတ်ဖန်ဆီးနိုင်တာမရှိတဲ့အခြေအနေတွေကြောင့်ဒေသခံပြည်သူတွေကတော့စစ်ကောင်မရှင်လောက်ခံရဲတပ်ဖွဲ့ကိုဝေဖန်ပြောဆိုနေကြပါရယ်ဟင်္ဒရာမျိုးကဆရာဝန်လင်မယားအသက်ခံရမှုမှာဆိုရင်တလာခွဲကြော်လာတဲ့အထိကျူးလွန်သူတွေကိုဖမ်းမမိသေးတာကြောင့်ဒေသခံတွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပါရယ်အေရီတိုင်းဟင်္ဒရာမျိုးသုံးပင်ခွင့်ရက်ကွက်ကဘူအောင်ကျော်လန်းကစေကမ်းမှာစက်တင်ဘာ၈ရက်နေ့က တွားထုခုဆရာဝန်ဒေါက်တာတင်မောင်ထွန်းနဲ့ဇနီးဖြစ်သူဒေါ်စင်မင်းသက်တို့အသက်ခံရပြီးအခြားအိမ်သားနှုတ်ပါထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် CCTV မှာလည်းဒီကလစ်ဆိုင်ကအဖြူရောင်နဲ့ဒီမိုးကအနေရောင်ချုံးထားတဲ့သူကိုတွေ့ရတာနဲ့အခုထိဖမ်းဆီးနိုင်တာမျိုးမရှိသေးပါဘူးကအရဲတွေကလည်းဒီလိုင်းကြီးကလွယ်ပြီးကျန်တာစိတ်ဝင်စားတော့ဘူးလေဒီအဲမြို့ပေါ်မှာလည်းဒီတရားဥပဒေမကင်းလာဘူးဒီလိုမျိုးဖြစ်နေတာပေါ့နော်အခုက အသက်ခံရသူတွေရဲ့အိမ်ကိုဝင်ထွက်ရှိတဲ့လူငယ်ချို့ကိုဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပေမဲ့အမှုမှန်ပေါ်ပေါက်တာမရှိသေးဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကသိရပါဗျ။ခင်းနာမျိုးမှာမူရစ်စင်းဝါတွေပေါ်များလာတာကြောင့်လစဉ်လာတိုင်းလူတက်မှုတွေဖြစ်ပွားနေပြီးတရားဥပဒေစိုးမိုးမှုကင်းမဲ့နေတယ်လို့လည်းပြောကြပါဗျ။ဒါအပြင်ဟင်္ဒရာမြို့မှာအောက်တိုဘာလဆန်းပိုင်းကလမ်းသွာလမ်းလာတွေကိုဆိုင်ကယ်နဲ့လိုက်လံလူရဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ ဥပ္ပိဇာရလန်အနီးမှာမတ်တက်ပြီးဆိုင်ကနဲ့လူရက်တဲ့သူဟာမနဲ့အစောပိုင်းနေကလာတဲ့ဈေးဝယ်သူတွေခရီးသွားသူတွေနဲ့ဈေးတဲ့တွေကို ပြစ်မှတ်ထားလူရက်နေပြီးရဲစခန်းကိုတိုင်ကြားပေမဲ့ဖမ်းဆီးနိုင်တာမျိုးမရှိဘူးဒီလိုဖြစ်စဉ်တွေအပြင် AR တိုင်းတွင်းမှာထူးခြားတဲ့မှုကင်းတွေဖြစ်ဘုံကြီးကကျူးလွန်တဲ့တက်ငယ်မရိမှုနဲ့မတန်ဆွမ်းသမီးပေါ်ဖခင်ကကျူးလွန်တဲ့အတ္တမှုလည်းဖြစ်ပွားခဲ့ပါတယ် ARD တိုင်းအိမ်မဲမြို့မှာမတန်ဆွမ်းဖြစ်နေတဲ့သမီးရင်းကိုအကြိမ်ကြိမ်ကိုဝင်ဆောင်ခိုင်းတဲ့အခြေအနေထိအာတမပြုကျင့်ခဲ့တဲ့အသက်50ရွယ်ဖခင်ကိုမူပင်ရဲစခန်းမှာဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။ ARD တိုင်းတွင်းကရဲတွေဟာအရက်သားတွေကိုမတရားပုံမှန်တက်ဖမ်းဆီးအကြက်ကင်ငွေညစ်တာတွေလောင်းကစားဝိုင်းနဲ့နှလုံးသုံးလုံးတိုင်တွေစီကတရားမဝင်ငွေကြေးတောင်းခံတာတွေ ငွေရစေးရောင်းတာတွေတည်ယူပေးတာတွေလုပ်နေပြီးပြည်သူလူထုကိုကာကွယ်ပေးရမယ့်တာဝန်တွေပြတ်ပွက်နေတာကြောင့်တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတယ်လို့ပြည်သူတွေကဆိုပါတယ်